จันชนีที่ลูกบ้าไหมยังนึกว่าหายจีนจังเถิดตรงอ่ะฟังยังนึกว่าส่วนนั้นนัทเอาหน้าเสียสูรุ่นจังแต่ดลูกก้องลงมาชีตเรียนเนาะเือทาเสกูมันหน้าเสียจะมาโควิดเนี่ยสูรุ่นไปตัวจังแต่ยังตั้งแล้วเนี่ยดิตุ้งรบดูจีรังเปล่าตลอดเลยเนี่ยฮะ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 ไอ้นัทเอาหน้าเสียตรงอ่ะส่วนตรงแบบนี้ลุงลุงเงี้ยวมา လူငယ်ဝင်ကာစားဟုတ်တယ်ဟုတ်တယ်လူငယ်ဝင်ကစားဟိုမှာသူသူ့မှာအများကြီးရင်ခုန်စိတ်လို့ရဖွဲ့ရအများကြီးပဲသိရှိမှာဟုတ်တယ်ဟုတ်တယ်2019ဆိုလို့ရှင်စဉ်းစားညီမတို့ဆိုလို့ရှင်တော့2019ဆိုဆယ်ကျော်တပ်ပဲရှိအောင်ဆယ်တစ်ရက်တော့ကျော်ပြီကောနော်အဲ့ဒီချိန်တော့ဆိုလို့ရှင်အကုန်လုံးကဟိုဘဝမှာအများကြီးဖြစ်အောင်မယ်ဆိုပြီးတော့အများကြီးမျှော်လင့်ချက်တွေနဲ့ဟိုပေါ့ပေါ့ပါပါပဲကွာပြတ်တန်းလာတာဂျားတယ်မှာ ငါဒီ2025ဆိုလို့ရှင်2019နဲ့ရှင်လို့ရှင်6နှစ်လေးနော်ချောင်းနဲ့ဆိုတော့တိုင်းတာအများကြီးပဲပြောလို့ရှိရင်ငငယ်တော့ဆိုလို့ရှိရင်အသက်25 26အရွယ်အမကြီးတို့မြင်လို့ရှိရင်အော်ဒီမကြီးတွေကအရသက်ကြီးနေဆိုပြီးတော့မြင်တာအဲအဲအခု အခုကြတော့ဘာမှလည်းမဟုတ်ဘူးမျက်စိတမိတ်အတွင်းမှောက်ဒီလိုပြတ်သွားတာဆိုတော့နော်အမှန်ကသူက၄၅နှစ်ဆိုတော့အရင်ကြာတယ်လေဟုတ်တယ်အရင်ကြာတယ်သူဖြတ်တမ်းဘူးတစ်ခုခုပေါ့အခုက ကြတော့ဘလို့ဖြစ်လဲဆိုတော့ခဏလေးခဏလေးအတွင်းလိုပဲခံစားရတာဟုတ်တယ်ဟုတ်တယ်อืมအဟိုခလေးတွေဆိုလို့ရှင်ပို့ပြီးတော့တော့ဟိုပြောင်းမယ်ဟိုဆယ်တန်းဖြေတဲ့ခလေးတွေဥပမာကွာဆယ်တန်းဖြေတဲ့ခလေးဆိုလို့ရှင်ရ2020မှာကိုဗစ်နဲ့ပိတ်သွားတယ်อืมသူတို့အဲ့အချိန်မှာသူတို့အသက်ကဆက်အဆက်ချောက်ဆက်ခေါလောက်ပဲရှိအောင်ပဲလေတော့အခု6နှစ်กว่าပြီဆိုလို့ရှင်အဲ့အချိန်မှာထားလိုက်ပါတော့တချို့ကလေးတွေဆိုလို့ရှင်ចောင်းဆက်မတက်ရအောင်လူငယ်ဘဝကိုလည်းတေချာမခံစားအောင်တက်ကတော့ဆိုတာဘာမှမသိသေးတဲ့ဟာကြီးကို ကျောင်းတွေပိတ်အာနာတွေသိမ်းအာနာတွေသိမ်းတော့ဒီဘက်ရောက်ဟိုဘယ်လိုပြောမလဲကျောင်းဆက်လည်းမတက်ရတော့လူငယ်ဘဝကိုလည်းမခံစားအောင်ဒီဘက်မှာလည်းဘာလို့လို့ဘာကြရမှမသိပဲရောင်းတော့ပေါင်းတော့နေဖြစ်နေတယ်ကလေးတွေဆိုလို့ရှိရင်အခုဆိုရင်အသက်20ကျော်သွားကြပြီဟုတ်တယ်ဟုတ်တယ်ပြီးတော့သူတို့ဒီပျော်ပွဲရှင်ပွဲယာတီတွေရှိတယ်လေအဲယာတီဆိုရင်ဟို ဟိုတော်တော်များများသိကြတာဆိုရင်အဲဒီဇောင်းတိုင်းဆိုရင်ဒီဇောင်းတိုင်းယာဒီတွေရှိတယ်ပြီးတချံလို့တချံယာဒီအဲ့လိုမျိုးယာဒီဒီမှာဒီပျော်ပွဲရှင်မွေးနေတဲ့ပတ်သက်ပြီးတော့လူငယ်တွေကပျောက်ဆုံးနေရတယ်လေဟုတ်တယ်နော်အဲ့တော့ခုန memory ပြီးပြင်ကြည့်ရဆိုတော့ကြောင်းကြောင်းကြောင်းတွင်းရခန်းစားချက်ရလဲမိုက်တယ်လေဟုတ်တယ်ဟုတ်တယ်ဟိုပတ်စံလဲမုတ်ဘူးလဲတောင်းလို့ရတယ်ဟုတ်တယ်ဟုတ်တယ်ပတ်လဲပတ်ခရရတည်ရအဲ ကောင်းတဲ့ကြံတို့ဘာလို့ဆိုလို့ရှင်လဲဝင်ကဲခဲ့ရသေးတယ်လေ။ဟုတ်တယ်ဟုတ်တယ်။အဲ့ကလေးတွေအတွက်ကိုတော့နည်းနည်းတော့စိတ်မကောင်းဖြစ်တယ်လေ။ဟုတ်တယ်။သူဆိုဘာမှဟိုဟာမဖြစ်ခဲ့ရအောင်။อืมကျွန်တော်တို့ကျွန်တော်တို့တော့ဆိုရင်ဒီဒီလူငယ်တွေနဲ့ပတ်သက်ပြီးတော့အများကြီးပြောရတယ်လေ။ပြောရဲဆိုတော့ကျွန်တော်တို့လုပ်ငန်းခွင်ရုံစင်းချိန်ရှိတယ်။အဲဒါတင်းတန်းတက်တဲ့ချိန်ရှိတယ်။တင်းတန်းဆင်းတဲ့ချိန်ဆိုရင်တငယ်ချင်းတွေအချင်းချင်းစုပြီးတော့အဆိုင်ပဲဆိုင်သွားကြမလဲ။အဆိုင်ပဲငါတို့ထိုင်ပြီးတော့ ဘာဘာလောက်ကြမလဲညာလောက်ကြမလဲအများကြီးလိုမျိုးတိုင်ပင်ကြရမျိုးရှိတယ်လေအခုကကြတော့ဟိုအပြင်မှာတွတ်တွေ့ဖို့အတွက်ကဟိုလူငယ်တွေအတွက်ကစိန်ခေါ်မှုဤတစ်ခုလိုမျိုးဖြစ်နေရာဒီရမလားဟိုသူတို့အတွက်ဟိုဒီဒီလူလူရခံမဲ့အနေရည်တွေဟုတ်တယ်ဟုတ်တယ်ပြီးရင်ဒီခပိုင်းနိုင်ခံမဲ့အနေရည်တွေပြီးရင်အချင်းချင်းအဲ့လိုမျိုးရံဖြစ်ရံရံလာရှာခံမဲ့ပြဿနာခံခံမဲ့ခိုက်တက်မျိုးတွေပြီးရင် ဟိုပေါ်တာဆွဲခိုင်မဲ့ကိစ္စမျိုးတွေကလူငယ်တွေအတွက်ကအကြီးမားဆုံးပဲသူတို့ပြောဒါကဘလို့ဖြစ်တာလဲဆိုတော့ဟိုစီးပွားရေးတွေကလည်းကြာနေတယ်ဘာမှလည်းလုံးဆရာလုံးတရားမရှိနေဘူးအဲ့ကြတော့ဟိုဟိုရားပေါက်ကဒါတလန်းပဲရှိတော့လူတွေကဒါပဲလုံးကြလုံးလာကြတယ်ပေါ့လေနောက်ပြီးတော့ဟိုခုနကကိုထုံးဝင်းပြောတယ်လေလူငယ်တွေကဟိုဟိုဘလို့ပြောမှာအပြင်ကိုလည်းတေချာမရှောက်လှဲနိုင်တော့ဘူးဆိုတဲ့ဟာမျိုးဆိုလို့ရှင်အင်းအဲ့ တကယ်ကိုစစ်တမ်းအနေနဲ့ကောက်ထားတဲ့ဟာမှာဆိုလို့ရှိရင် UNDP မှာဆိုလို့ရှိရင်သူတို့တေချာကောက်ထားတာမျိုးရှိတယ်လေနော်။လူငယ်40ရာခိုင်နှုန်းက40ရာခိုင်နှုန်းဆိုတာနဲတဲ့ဟာမဟုတ်ဘူးကွာ။လူငယ်ဟိုအရင်တော့ဟိုစစ်တမ်းနေမှာဆိုလို့ရှိရင်လူငယ်က9သန်းရှိတယ်။အဲ့ထက်မှာ40ရာခိုင်နှုန်းကဟိုညဘက်မှာတယောက်တည်းလမ်းလျှောက်သွားဖို့အတွက်လုံးဝစိတ်မလုံခြုံတဲ့အခြေအနေမျိုးဖြစ်နေရ။အရင်တော့ဆိုလို့ရှိရင်ညီမတို့ဆိုမိန်ကလေးလေနော်မိန်ကလေးတောင်မောက်ကို အညာ၈နာရီ၉နာရီအေးဆေးပဲလမ်းမှာတယောက်တည်းအေးဆေးသွားနိုင်တဲ့အခြေဟုတ်တယ်ဟုတ်တယ်အခုယောက်ျားလေးတယောက်ကိုတော့သွားဒါကျန်တာခွဲတာတော့မဟုတ်ဘူးဒါပေမဲ့အဲအဲယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ညာ၈နာရီ၉နာရီဆိုလို့ရှိရင်ဘယ်သူမှမထွက်ရဲကြတော့လမ်းမှာဟွဟိုဟာပဲရှိတော့ခွင်းနဲ့ဟိုဟာခွင်းပဲရှိတော့ဟုတ်တယ်ကျွန်တော်ဆိုမိဘတွေကလည်းသူစိတ်မပူဘူးလေဘုမာတငယ်ချင်းနဲ့လည်းပဲရောက်နေတယ်ပြီးရင်ရှုပ်ပွဲတွေကညညပိုင်းမှာဆက်စီပြီလေဟုတ်တယ်ဟို EDM ပွဲတွေရှိရဲ့ ဟိုရှုပ်ပွဲတွေရှိတယ်။ပြီးရင်ဒီနိုင်ငံခြားဒီနင်းပညာရှင်တွေလာပြီးတော့ဖြောပြတဲ့ဟာမျိုးတွေရှိတယ်လေ။ဟုတ်တယ်အော်တငယ်ချင်းတွေကအလုံးဝဟိုစိတ်စိတ်ချရတယ်ကွာပဝင်းနေအနေထားလည်းစိတ်ချရတယ်ဟုတ်တယ်ဟိုလမ်းဘေးပလက်ဖောင်းမှာထိုင်ပြီးတော့ကိုယ့်ဘက်ကိုအေးစေးတငယ်ချင်းတွေနဲ့နေတော့မှဘူးမဘာပြဿနာမရှာဘူးလေဟိုအိမ်ကိုလည်းဟိုပျော်ရွှင် YouTube ပြီးတော့ကိုယ်ကပြန်သွားလို့ရတယ်ဟုတ်တယ် ိုညာကြီးကုံဆုံးမှဆိုးတော့မှဟိုကြောက်ရွံ့နေရလေอืมอืมတင်မလားဟောဒီဒီဆောင်းပြောင်းနေကြရလူငယ်တွေဆိုတော့အခုကကြတော့ဟောအကုန်လုံးကြောင်ပြောင်းอืมပြီးတော့လည်းနောက်တစ်ခုရှိတယ်ဟိုကာဖျူးထုတ်ထားတဲ့ data တွေဆိုလို့ရှင် ။ယောက်ျားလေးနှစ်ယောက်ဆိုင်ကစီးမရဘူးဆိုတဲ့ဟာမျိုးတွေ။ညဆိုလို့ရှင်ကွာ။ညမပြောတဲ့နေခင်းတော့နှစ်ယောက်နှစ်ယောက်ပူးတွဲစီးသွားလို့ရှင်။ပြဿနာရှာခံရမယ်ကိ။ဘရိုဒါဆာနောက်ကနေပြစ်လိုက်လို့ရှင်လဲရှော့သွားအောင်မှာရှိသေးတယ်။ဟုတ်တော့တော့။อืมๆอะไรမျိုးတွေอ่ะရှိတယ်กว่าနောက်ပြီးလို့ရှင်ဒီတငငယ်ချင်းတို့မေးကြည့်တယ်กว่าอืมๆအစနေရထိုင်อ่ะအစင်ပြေလားဆိုလို့ရှင် အဲငါတို့ဆိုလို့ရှိရင်ည6နာရီအပြင်တော့မထွက်ရဲဘူးဆိုတော့အဲ့ဒါယောက်ျားလေးနော်အဲယောက်ျားလေးကိုည6နာရီအပြင်မထွက်ရဲဘာလို့ဆိုပေါ်တာဆွဲခံရမှာကြောက်လို့တဲ့အင်းရင်းနှီးဆို easy ပဲလေနော်သွားမှာဟုတ်တယ်ဘယ်လိုလဲဆိုတော့ now i nine nine flight ကိစ္စအလဲအခုတော်တော်များများပြောနေကြရနော်အင်းအင်းသူအဲ့ဘွားဘွားပြတဲ့ကိစ္စလေးပြီးအဲ့ nine flight ကမရောက်ချင်ပဲရောက်သွားကြတဲ့ဒီတားကောင်ဖြစ်ခံလေဒီ အလူတွေရှိတယ်ပြီးရင်ဒီ night lab မှာပဲဒီဟိုဘဝကိုလုံးဝရေဆုံးမျောပလိုက်မျောပလိုက်ရတဲ့အနေအထားမျိုးရှိတယ်သူ့မှာရွေးချယ်ခွင့်မရှိမရှိတော့တဲ့ပတ်ဝန်းကျင်နဲ့ရင်ဆိုင်နေရတာဟုတ်နော်ပြီးရင်မွေးစည်းဝါပြဿနာတွေအများကြီးပါလာဟုတ်တယ်အဲ့ဒါလည်းဘလို့ဖြစ်လဲဆိုတော့မွေးစည်းဝါတွေကအလွယ်တကူဟိုရနေတာကွာအရင်တော့ဆိုလို့ရှိရင်တိတ်တလောက်ပေါ့နော်ဒီလိုမျိုးပေါ်ပေါ်တည်တည်မရနိုင်ဘူးဟုတ်တယ်နည်းနည်းဟို အဆက်အသွယ်ကလေးရှိမှပဲဒီတင်ဟာတွေကတုံးလို့ရမှာပြီးတော့ရေရှမ်းမှအခုကမဟုတ်ဘူးလွတ်ထားပေးတယ်စိုက်တယ်လူသုံးဆန်းဆိုရဲဟာမျိုးဖြစ်နေရဟုတ်တယ်ဟုတ်တယ်လွယ်လွယ်ကူကူရနေတော့လူတွေကလည်းလွယ်ကူကူပြက်စီးတယ်ဒီဟာသုံးတိုင်းပြက်စီးတယ်လို့ပြောချင်တာတော့မဟုတ်ဘူးဒါပေမဲ့ဟိုလူတွေကဟိုပေါပေါတည်တည်ရနေတော့လွတ်ပြီးတော့သုံးတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ကြတော့လူဟိုဟိုဟာဖြစ်တာပေါ့ဘေးဘေးဖြစ်တာပေါ့လေစိုက်ဖက်ကပို့ပြီးတော့များတာပေါ့အင်းအဲ့ဒါဖြစ်တယ်ပေါဝင်းချင်းပေါဝင်းချင်း ရဲ့ရိုက်ခတ်မှုလည်းဆိုင်တာဟုတ်အခုကပအဝင်ချိန်မှာသိတဲ့အတိုင်းလူငယ်တွေအကုန်လုံးကဟိုမရှိသလောက်ဖြစ်သွားပြီလေဒီလိုမှဟိုအသက်အဲ2020ခုနှစ်တုန်းကအသက်25နှစ်လူငယ်တယောက်ကအခုချိန်မှာဆိုအသက်30လေအဲ့တော့အဲ့ဒီချိန်ကပေါင်းတဲ့ BJ တွေပေါ့ဒီမှာ BJ တွေဆိုရင်35 40ပါဝင်ခြင်းတွေပေါ့အဲ့တော့အခုချိန်ဆိုရင်55 50ပါဝင်ခြင်းပါဝင်ခြင်းတွေဖြစ်ပြီဆိုတော့အဲ့တော့လူငယ်တွေကိုပြန်ထိမ့်မယ်လူငယ်တွေကရှားနေတာอืม တည်ပဲကျွန်တော်တို့တော့ဆိုရင်အဲလူငယ်တွေကို तू အချင်းချင်းပဲပြန်ထိန်းသွားတာလေဟိုမွေးစီကမကောင်းအဲနိုင်ဖလိုက်ကဂျမ်းမိုက်ထိခိုက်တယ်အဲ့ဒါတော့မှန်တယ်ဒါပေမဲ့နေ့စဉ်တော့ဘူးမှမလုပ်ဘူးလေအဲထိန်းထိန်းတင်းတင်းလေးလောက်ကြတယ်နော်အဲအဲ့လိုအဲ့လိုအခုကျတော့အချင်းချင်းဟိုအဲ့လိုမျိုးကွာနောက်ပြီးတော့လေဟိုနောက်တမျိုးနေနဲ့စဉ်းစားမယ်ဆိုလို့ရှင် ပျော်စရာရှားလာတဲ့အခြေအနေမျိုးလည်းဖြစ်ဖြစ်လာတယ်လေနော်။အရင်တော့ဆိုလို့ရှိရင်လူငယ်တွေမှာပျော်စရာတွေကအများကြီးပဲလေ။ဟုတ်တယ်ဟုတ်တယ်။ဒီ night life တစ်ခုတည်းမဟုတ်ဘူး။တခြားဟိုကိုပေါင်းတဲ့နေနဲ့သွားမလား။ပျော်ပါတောက်စားမလား။အရက်ပဲတောက်မလား။အဲအဲ ဘာပဲလုံးလုံးပါပြောစရာရွေးချယ်စရာတွေအများကြီးရှိနေတာခီးတိုလေးတွေထွက်မလားဟုတ်တယ်ဟုတ်တယ်ခီးတိုလေးတွေထွက်မလားအခုဆိုလို့ရှိရင်ခီးတိုလည်းခတ်မရအောင်ညဆိုလို့ရှိရင်လဲမှာသွားမရအောင်ပိတ်အဲ့မှာပဲရောက်တဲ့နေရာရက်အိတ်ဆိုတဲ့ဟာမျိုးပြန်နေတယ်နော်အခုကြာရွေးချယ်စရာမရှိတော့ဒီဟာကိုပဲသွားအကုန်လုံးကဒီတလန်းနဲ့ကြောင်းပေးလိုက်တယ်လို့ပဲအကုန်လုံးပြီးတော့အဲ့မှာလည်းဟိုကြိုက်တာလို့ဆိုတဲ့ဟာမျိုးပြန်နေတော့လူတွေကစစ်တက်ကစစ်တိုင်းပြန်နေစစ်တက်ကလည်းအဲ့ဒါကိုလိုချင်တာပေါ့နော်ဟုတ်တယ်သူတို့လိုချင်တာလည်းဒါပဲလေနော်ပြန်စစ်ချင်တာလည်းဒါပဲဆိုတော့ ဟုတ်တယ်ဟိုရင်းနှွမ်းဆိုရင်နေချင်းမြန်ခီးကြီးလူငယ်အများကြီးတွားကြရလေဟုတ်တယ်ဟိုမော်ဘီတို့တဲ့မှာအဲတာနမင်ဘတ်ချန်တို့ပြီးရင်အဲမန္တလေးကလူလူငယ်ဆိုရင်အဲတောင်ကြီးကလော့သူတို့တက်ကြတာရှိရဲအဲဖန်ဘတ်ဖန်ဘတ်လူငယ်တွေဆိုရင်သူတို့သူတို့အများကြီးတွက်လဲရလေဟိုမှာမဲဆောက်သူတို့တွက်လဲမလားအရန်လွယ်လေဟုတ်တယ်ဟုတ်တယ်တွက်ရမလားတရက်တရက်တရက်ဟိုမနက်စောစောတီးတွားလိုက်မယ်သူညနေဒီဘက်ကန်ကူကြီးပြန်လာလို့ရတယ် သူ့မှာလူငယ်တွေကသူ့မှာခုနကရွေးချယ်စရာကြီးအများကြီးပဲခုကရွေးချယ်စရာရှာရှာပပရှိတဲ့ဒီဒီ online လူမှုကွန်ရက်သုံးတာတော့မှသူတို့မှာ VPN နဲ့ပေး internet တွေကဈေးကြီးဈေးကြီးခံလေဟုတ်တယ်ဟုတ်တယ်တဲ့မလားအရင်တော့ဆိုရင်ဖုန်းမေတထောင်မိုးဆိုရင်အနည်းဆုံးတလတလလောက်တော့ AC ပဲလေတဲ့မလားခုက gain တူတူဆော့မဲ့တငငချင်းမိတ်ဆွေတွေလည်းမရှိတော့ဘူး လူလူငယ်မှာလူငယ်တွေရဲ့အပေါင်းအသင်းကတဖြည်းဖြည်းနဲ့နည်းလာပြီးနည်းလာတယ်လို့မျိုးခံစားနေရတယ်နော်ဟုတ်တယ်ဟုတ်တယ်နောက်တစ်ခုကလည်းသူတို့မှာဝင်ငွေလမ်းကြောင်းကလည်းလိုသေးတယ်လူငယ်လူငယ်ဖြစ်ပြီဆိုလို့ရှင်ဟိုဟိုចောင်းနေရတဲ့အွယ် လို့မပြောပါဘူးဒီဒီကျောင်းရဲ့အရွယ်ထက်ကျော်လွန်တဲ့လူငယ်တွေဆိုလို့ရှိရင်တို့တို့မှာခိုင်မာတဲ့ဟိုရနေတဲ့ဝင်ငွေလမ်းကြောင်းတစ်ခုတော့ရှိဖို့လိုတယ်လေနော်အဲ့လိုမျိုးဝင်ငွေမရှိဘဲနဲ့ရက်တည်နေရတဲ့လူငယ်တွေအတွက်ဆိုလို့ရှိရင်စိတ်လည်းလေတယ်ပို့ပြီးတော့စိတ်လေတယ်ကွာဘာမှလုံးစရာမရှိနေတဲ့အခြေအနေမျိုးကြီးဖြစ်နေရလောက်ကန်နေရလေရှားတယ်နော်ဟုတ်တယ်ဟုတ်တယ်အဲ့ကြောင့်မို့လူတွေကဟိုနိုင်ငံထဲမှာမနေတော့ဘဲနဲ့နိုင်ငံအပြင်ဟိုဘက်ထွက်ဖို့ကြိုးစားနေကြတာအကုန်လုံးကရတဲ့နေနဲ့ဟိုရတယ်လို့ထွက်နေကြတယ်တရားဝင်မဝင်အပေါ်လမ်းအောက်လမ်းအကုန်ဆုံး ်ထုံတာထွက်နေရဒီနိုင်ငံမှာမနေရရင်ပြီးရောနေရပြီးရောဟုတ်တယ်အဲ့လိုမျိုးပြန်နေမိဘတွေမှာလည်းအပူသူတို့သူတို့သားသမီးတွေကိုပြောစေခြင်းနဲ့လေဟုတ်တယ်အခုကလည်းမိဘတွေမှာလည်းစိုးရင်စိတ်နဲ့ငါသားလေးဖြစ်ဖြစ်ငါသမီးလေးဖြစ်ဖြစ်ဘယ်တစ်ချိန်ဒုက္ခတွေ့ရမလဲဆိုရအပူပြီးရင်မိဖို့ကြောင့်သုံးတွက်ဈေးဘူးမလောက်မငါနဲ့ဟုတ်တယ်အဲ့ဒီပူအာနောက်ပြီးတော့ ဟိုကြောမကောင်းဆိုမကောင်းကိုယ့်ရဲ့သားသမီးတယောက်ယောက်များပေါ်တာဆွဲခံရပြီဟေ့ဆိုလို့ရှင်အဲ့မိဘကတော့ဟိုဗရာမီလူပဲဟင်းဘယ်ကိုသွားလိုက်ရမှန်းလည်းမသိဘူးဘယ်တော့ကုန်ကြမလဲလည်းမသိဘူးစုထားသမျှအကုန်အဲ့ဒီသားသမီးအတွက်ပဲလွလွဖို့အတွက်ပဲလေနော်အကုန်လုံးကဒီဟိုပါသွားပြီဆိုလို့ရှင်ဟိုဘယ်ဘာမှအဆအနမရကြဘူးလေနော်အဲ့ကြောင့်လူတွေကဘယ်လိုလုပ်လူယုံကြည်မှုရှိမလဲအဲ့ကြောင့်မိဘတွေကလည်းတပူပေါ့တပူဆန့်ပြီးတော့ဒီကလေးတွေလွမြောက်ဖို့အတွက်ပဲဟိုကဖြစ်တာပေါ့ ืมဟုတ်တယ်ပြည်တွင်းမှာနေရတဲ့လူတွေအနေနဲ့အသက်ရှူပူကြက်တယ်နော်ဟုတ်တယ်ဟုတ်တယ်ပြည်တွင်းမှာက ကုံစည်းနှုံးကတမောက် ပြီးတော့မဲရလိုက်တမောက်အဲ့ဟာတမောက်နောက်တစ်ခုကပျော်စရာမရှိတာတမောက်อืมဒါအပြင်မိတွေဘာတွေလဲမှန်တာမဟုတ်ဘူးအဲ့ဒုက္ခလည်းသိတာမဟုတ်ဘူးอืมဒီတွေပါတယ်အဲပျော်စရာဖုန်းလေးဖွင့်လိုက်မလားအဝမ်းကလဲနေသေးတယ်ဘယ်နာမှာပျော်စရာဆိုတာမရှိဘူးอืม အဲ့လိုပြန်နေဟုတ်ပါဟုတ်ပါအဲ့ကြတော့လူတွေကဟိုပျော်ပျော်ရမယ့်အပေါက်ကိုရှာရင်ရှာရင်ရှာရင်လည်းအဲ့ဒီဟိုမဟုတ်တဲ့ဟာတွေပဲတွေ့ပြီးတော့ဟိုတုံးကြတယ်မူးယစ်စည်းဝါဖြစ်ဖြစ်ပျော်မယ်စိတ်ပျော်မယ်ထင်တဲ့ဟာကိုပဲလှုပ်ပြီးတော့တုံးကြအောင်အဲ့ကြပြက်စည်းကုန်အောင်တချို့တွေကကြတော့လေရှာတော့ရှာနေပါရဲ့ဟိုဘယ်လိုပြောမလဲဘဝတိုးတက်ရာတိုးတက်ကြအောင်ရှာတော့ရှာနေပါရဲ့ ရှာမတွေ့နေကြအကုန်လုံးကပိတ်နေတယ်လမ်းကပိတ်နေရလေနော်ဟွန်းအဲ့လိုမျိုးပြန်တာဟွန်း UNDP ဟာဘယ်ကိုကားရမယ်ဆိုလို့ရှင်သူသူတို့ထုတ်ထားတယ်လေအဲ့အဲပညာလဲဆက်တင်လို့မရဘူးဟိုအလုပ်လဲလုပ်စရာမရှိဘူးပြောမယ်ဆိုလို့ရှင်ဆန်ကုန်ကြီးလေးလို့ပြန်နေတဲ့အားမျိုးပေါ့နော်อืมအဲ့ဟာကလူငယ်ကသုံးသန်းနေပါရှိရယ်ဟွန်းစမ်းစားကြည့်တော့လူသုံးသန်းလူငယ်သုံးသန်းဆိုတာနည်းတဲ့ပမာဏကြီးမဟုတ်ဘူးလေနော်တရားကြီးက ဟိုဟာဘယ်လိုပြမလဲကြောက်စရာကြီးအေးဟိုအရန်ကိုအတုံးဝင်တဲ့လူစွာအရန်မြက်ကွာ human resource day ကဘာမှမလုပ်ပဲဒီတိုင်းထိုင်နေရတဲ့ဟာကြီးကနိုင်ငံတော်အတွက်လည်းနဲ့နာပြောမယ်ဆိုရင်တော့အမှန်တော့ဒီဒီအရွယ်လူငယ်တွေကဘယ်လိုပြောမလဲနိုင်ငံအတွက်အကောင်းမွန်ဆုံးထုတ်ကုန်နေ လို့ပြောမလားအင်းအင်းအင်းဉာဏ်ပညာနဲ့ပဲဖြစ်ဖြစ်ဉာဏ်ပညာနဲ့ပဲဖြစ်ဖြစ်ဟုတ်တယ်ဉာဏ်ပညာနဲ့ပဲဖြစ်ဖြစ်ခွားနဲ့ပဲဖြစ်ဒီအရွယ်ကအကောင်းဆုံးထုတ်ပြီးနိုင်တယ်သူတို့အသုံးချမှာဟုတ်တယ်အသုံးချတတ်လို့ရှိရင်တတ်တယ်လောက်နိုင်ငံကဟုတ်တယ်ဟိုတတ်လာမှာပဲဒီဟာတွေကဘာမှမလုပ်အောင်ပညာလည်းဟိုမလေးလာနိုင်ဘူးအချောင်းမျိုးမျိုးကြောက်ပေါ့နော်ပညာလည်းမလေးလာနိုင်ဘူးဟိုဘာစီဝါရေးမှလည်းမလုံးနိုင်ဘူးဒီတိုင်းပဲငေါတုတ်ထိုင်နေရတဲ့လူငယ်တွေကသုံးသန်းနေပါရှိတယ်ဆိုတော့စဉ်းစားကြည့်ဒီနိုင်ငံကြီးဘယ်လိုလှုပ်တိုးတက်အောင်လဲ ။နောက်ပြန်ဆွဲခံရတဲ့ထက်ခံရတာပေါ့လူငယ်တွေက။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒါလည်းတချို့တချို့တွေကမသိတာကြောက်။ဒီတိုင်းရေးလိုက်ငါလိုက်နေလည်းရပြီးရောဆိုတဲ့ဟာမျိုးလည်းရှိရှိတဲ့အားတွေလည်းရှိတာပဲလေနော်။ဟုတ်ကဲ့ပါ။ဒါဆိုရင်ကျွန်တော်တို့တငယ်ချင်းဂျူချမ်းနဲ့တူကျွန်တော်တို့ဒါပြည်တွင်းမှာနေထိုင်နေတဲ့ဒီလူငယ်တွေအနေနဲ့ပတ်သက်ပြီးတော့သူတို့ဘယ်လိုမျိုးအကျက်တွေနဲ့ရင်ဆိုင်နေရတယ် သူတို့ပတ်ဝန်းကျင်အခြေအနေကသူတို့အနေနဲ့ဘယ်လောက်ထိဒီအသက်ရှူကျက်စီနိုင်တဲ့အခိုက်အတန့်မျိုးတွေသူတို့ရှိနေလဲဆိုတာကိုဒါကျွန်တော်တို့အာပြောဆိုဆွေးနွေးခဲ့ကြတာပါဟုတ်ကဲ့ပါအခုဒီစီဇန်ကိုကြည့်ရှုနေကြတဲ့ပြည်သက်တွေအားလုံးလည်းဒီစစ်ပေးတဘာဝပေးအကုန်လုံးကနေပြီးတော့ကင်းဝေးပြီးတော့စိတ်အေးချမ်းသာစွာနေနိုင်ကြပါစေရှင်